ှင်းပညာရှိတွေလက်ထက်ကလေးကညင်းခဲ့ကြတယ်လို့အခုချိန်ထိဝိဝါဒကွဲနေကြစေစကလုံးတချို့လည်းရှိပါတယ်။နေ့စဉ်တွေ့နေကြစကလုံးတွေကပညာရှိတွေအကြားဝိဝါဒကွဲကြတဲ့စကလုံးလေးတချို့ကိုပြောရမယ်ဆိုရင်ချိုးချံတဲ့ခြွေတာဆိုတဲ့စကားတွေဖြစ်ပါတယ်။ချိုးချံဆိုတဲ့စကားကို ခါခွေးရပင်းလုံးကြီးတင်တချောင်းငင်ဝက်ဆက်နှလုံးပေါက်နဲ့ချို့ပြီးခါခွေးရပင်းသေးသေးတင်တဲ့ခြံနဲ့ချိုးခြံဆိုတဲ့ရေထုံးကတမျိုးခါခွေးရရစ်လုံးကြီးတင်တချောင်းငင်ဝက်ဆက်ပေါက်နဲ့ချို့ပြီးတော့ခါခွေးရရစ်သေးသေးတင်နဲ့ခြံနဲ့ချိုးခြံဆိုတဲ့ရေထုံးကတမျိုးနှစ်မျိုးကွဲနေပါတယ်မြမစာသက်ပုံကျမ်းမှာတော့ခါခွေးရရစ် လုံကြီးတင်တချောင်းငင်နဲ့ချုပ်ပြီးတော့ခါကွေးရရစ်တေးတေးတင်တဲ့ခြံနဲ့ချိုးချံရင်းနှီးကိုအတည်ပြုထားပါတယ်မြမသာတပ်ပုံကြံပြုစုသူတွေကတရားဖြစ်တဲ့ဆရာကြီးဦးထွန်းတင်ကိုဘာကြောင့်ရရစ်နဲ့ချုပ်ပြီးရရစ်နဲ့ချံဖို့ဆုံးဖြတ်ပါတယ်လဲလို့မေးထားပါတယ်ချိုးချံကခါကွေးရရစ်တေးတေးတင်ပဲခြံတယ်ခြံတယ်ဆိုတဲ့သဘောကတော့ဟိုချမ်းတာနဲ့နည်းနည်းဆက်သက်နေမယ်ဗျခွဲချမ်းကချမ်းတယ်ပေါ့စိတ်ချမ်းတယ်ခွဲချမ်းတယ်ဆိုတော့ မျှဝေတဲ့သဘောပေါ့နော်အပြည့်စုံမဟုတ်တဲ့သဘောပေါ့ channel channel လို့ပြောရမှာပေါ့အဲ့ဒါက channel ဒါကတနည်းပေါ့နောက်တနည်းအားဖြင့်ဆိုရင်တော့ channel ဆိုတာဟာ channel ရန်ထားတဲ့သဘောပေါ့ဗျာ channel ရန်ထားတဲ့သဘောကျွန်တော်ကဟိုချိုးရတော့အိပယ်မရှိပါဘူး channel ဆိုတာဟာကာယံထားတယ်ပေါ့အယံဖြစ်နေထားတယ်ပေါ့တနည်းအားဖြင့်ဆိုတော့တစ်ချိန်တိုင်းကြာရင်ဒါလေးဟာငါတုံးရမှာပဲလိုအပ်မှာပဲဆိုပြီးတော့ အချမ်းအယံအဖြစ်နဲ့ခြားတာပေါ့ဗျာချိုးကအတိတ်ပဲမရှိဘူးဆိုလို့ရှိရင်ချိုးကဘာကြောင့်ပါလာတာဖြစ်နိုင်ပါဒလဲဒါကတော့ဆရာကြီးဥထွတ်တင်ကအခုလို့ရှင်းပါတယ်ချိုးကစကားတစားဆင်တာပါပဲပဒပုရဏလို့ခေါ်မှာပေါ့ဗျာချိုးဆိုတာကချမ်းသာကိုပဲချိုးဆိုတာလေးထည့်လိုက်တယ်ချမ်းသာကိုရရင်နဲ့ချိုးချမ်းတော့ချိုးရလဲရရဖြစ်တာပေါ့ချိုးချမ်းတယ်ဒါကတော့ဆင်တယ်ဆိုတာက မူလကရိယာတို့မဟုတ်နာမဝိတ္တနာပေါ့အဲ့ဒီကရိယာတို့မဟုတ်နာမဝိတ္တနာသူအဲ့ဒါကိုရှေ့ကဒီဩကာယံလေးနဲ့စလုံးပွားလိုက်တာပေါ့အမချန်နယ်ဆိုလို့ရှိရင်ချိုးချန်နယ်ပေါ့ဝင်းနယ်ဆိုရင်ဝိုးဝင်းပေါ့ပြက်ဆိုရင်ပြိုးပြက်ပေါ့ပြောင်းဆိုရင်ပြိုးပြောင်းပေါ့တန့်ဆိုရင်တိုးတန့်ပေါ့ခန့်ဆိုရင်ခိုးခန့်ပေါ့ တလုံးဆိုတလုံးပေါ့နှလုံးဆိုနှလုံးပေါ့ဥမာဖြင့်အဲဒါကတလုံးစီတကယ်လို့ပြောမယ်ဆိုရင် ပြောင်ပြောင်ဆင်းတော့ပြိုးပြိုးပြောတော့မှာပေါ့ပြိုးပြိုးပြောင်ပြောင်ပြိုးပြိုးပြက်ပြက်ဟာပိုးစုပ်ပက်ဆက်မိုးတိုးမတ်တက်ခိုးလို့ခုလူတိုးလို့တန်းလန့်ဒါမျိုးတွေပေါ့ဒါတွေကနှလုံးဆိုနှလုံးပေါ့ဆောက်ထုတ်နေကခြံကိုအဓိကထားပြီးစဉ်းစားပါတယ်ခါကွေးရရရဲ့တေးတေးတေးဆိုရမှာ သေးသေးတင်တဲ့မတ်သက်ဟာသဘောတဘာဝချင်းအဖြစ်အတူတူမို့ချက်ကိုချမ်းကလာတယ်လို့ယူဆပြီးခါကွေးရရရဲ့လုံးကြီးတင်တချောင်းငင်ဝတ်ဆက်နှလုံးပေါက်ချိုးခါကွေးရရဲ့သေးသေးတင်ချံကိုလာဆရာဦးထွန်းတင်ကနှစ်သက်ပါတယ်ဒါပေမဲ့ဆရာဦးဖို့လက်ကတော့မြမစကားအဖွင့်ကျမ်းမှာတတိတပုံစဉ်းစားထားတာကိုတွေ့ရပါတယ်ဆရာဦးဖို့လက်ကတော့ချိုးကိုအဓိကထားပြီးတော့စဉ်းစားပါတယ်မိမိခန္ဓာကိုယ်နဲ့လူရမတ်တို့ကို ချိုးချိုးနေနေချိုးချိုးဖက်ဖက်ကြင်ကျင်းမိမိခန္ဓာကိုယ်ကိုချိုးနေ၍မိမိအလိုရမျက်များကိုဖဲခွာကြင်ကျင်းလို့သူကယူဆပြီးတော့ခါခွေးရပင်းလုံးကြီးတင်တချောင်းငင်ဝဆနှလုံးပေါက်နဲ့ချိုးပါတယ်ခြံကိုလည်းခါခွေးရပင်းတေးတေးတင်နဲ့ချံပါတယ်အဲ့တော့ဆရာဥဖိုးလက်ရဲ့အယူအဆအားဖြင့်ဆိုလို့ရှိရင်ခါခွေးရပင်းလုံးကြီးတင်တချောင်းငင်ဝဆနှလုံးပေါက်ချိုးခါခွေးရပင်းတေးတေးတင်ချံချိုးချံဖြစ်ပါတယ် ဒါကပညာရှိတွေကြားမှာဝိဝါဒကွဲနေတဲ့စကားလုံးမှာဒီစကားလုံးနဲ့ဆက်ဆက်တဲ့ Twitter မှာလည်းအလားတူရေးထုတ်ကွဲကြပြန်ပါတယ်။တာကိုအ내ဖွင့်ကြရမှာတော့ဆရာနှစ်ယောက်စလုံးရဲ့ဖွင့်ဆိုချက်တွေဟာတော်တော်နီးကျကြပါတယ်။ Twitter ၊ညတာ၊ခရတာတာတိုက်တာတို့မှာပါတဲ့တာရဲ့အ내မျိုးဖြစ်ပြီးတော့အကုန်မသုံးမဲတက်တက်ညာညာသုံးဆွဲတယ်လို့ရေပုံရအဖြစ်ကောက်ယူကြပါတယ်။ Twitter ရဲ့ဆိုတဲ့တာလေးဟာတာဆိုတာလေးကတိုင်းတာလာပဲ။ ိုင်းတာတဲ့တာပဲပြဆတဲ့တာပဲဘာပဲလုံးလုံးတစ်ခုလုံးမယ်ဆိုလို့ရှိရင်ဒါလေးကအာပြဆပြီးတော့မှ တိုင်းတာပြီးတော့မှအတားစီအဖြစ်နဲ့ထားပြီးတော့မှလောက်ရတဲ့သဘောလေးကခြွေတာတာပေါ့လေအပြည့်အဝကြီးမတုံးဘူးပေါ့နော်အပြည့်အဝနည်းနည်းခုနချိုးချန်တာနဲ့လည်းအနဲ့အပြည့်တော့ဆက်ဆက်တာပေါ့ခြွေတာလေအဓိကကွဲလဲချက်ကတော့ခြွေမှာကွဲလဲကြတာဖြစ်ပါတယ် ဆရာဖုလကချွေတာမှာချွေဟာတတိကိုချွေတဲ့ချွေနဲ့အတူတူလို့ယူဆပါတယ်တတိကျွေတဲ့ကျွေကိုတဝေထုကာကြီးရရစ်ဝါဆွဲနဲ့ကျွေတယ်လို့ချွေကိုလည်းရရစ်နဲ့ချွေတဲ့နယ်လို့ဆရာဥဖုလကအကြံပြုပါတယ်ဗမာစကားမှာတုတ်တနဲ့ကာရိုက်လို့ခေါ်တဲ့ပြုတ်လုတဲ့ကိရိယာနဲ့ဖြစ်ပျက်တဲ့ကိရိယာကိုရေထုံးအတူသုံးလေ့ရှိတာမို့ ကျွေးကိုတဝေထိုးကာကြီးရရဝါဆွက်နဲ့ကျွေးမယ်ဆိုရင်ခြွေကိုလည်းတဝေထိုးခါခွေးရရဝါဆွက်နဲ့ခြွေမှသာမှန်မယ်လို့ဆိုတာဟာတဘာဝကြပါလေဒါပေမဲ့ဆရာဦးထွန်းတင်ကတော့တတိကျွေတတိခြွေမှာသုံးတဲ့ခြွေနဲ့ခြွေတာကခြွေကိုမတူဘူးလို့ဆိုပြန်ပါလေခြွေတဲ့ဆိုတာလေးကတတိခြွေတာတို့ဘာလို့နဲ့မတူဘူးဗျတတ်ပုံချင်းကိုပဲတတိခြွေတဲ့ခြွေကရရရင်ရေးတယ် သူကြတော့ရပင်းနဲ့နေရည်တယ်ချွေတယ်ဆိုတဲ့အသေးပဲကချွေတယ်ချွေတယ်ချွေတယ်ဆိုတဲ့ဆံမျိုးလေးတွေးရင်တောင်ရမယ်ဗျချွေဆိုတာကကျွန်တော်အခုပြောတာပေါ့ချွေနေတာချွေနေတာလို့ပြောတယ်နဲကလည်းမများတဲ့သဘောပါပဲဒီနဲဟာတကယ်တော့လည်းပဲအနည်းငယ်ဆိုတဲ့နေအဲ့ဒါကိုကျွန်တော်တို့ချွေနေတာပေါ့လေ ဒီလိုလေးဟိုရတာပေါ့တခါအာဒီလိုမဟုတ်ပါဘူးထင်ပါတယ်အမှန်ကတော့နီးပေါ့ဘူးနဲတဲ့သဘောပါပဲနဲဆိုတာလည်းပဲတကယ်တော့နဲကရင်းမြစ်မဟုတ်ဘူးနဲကလာတယ်လို့ယူဆပြီးတော့ချွေးနှဲစာလို့လဲကျွန်တော်တို့ကအဲတုံးတယ်အခုဆိုကျွန်တော်တို့သက်ပုံမှာလက်ခံထားတော့ချွေးနှဲလို့ပဲလက်ခံထားတော့နှဲဆိုတာစီးတာကတ်တာပေါ့စီးတဲ့ကတ်တဲ့ဆိုတာ ဟိုကက်စီနိုတဲ့နည်းနဲ့လေအတူတူပေါ့ဗျာ။ဩဝါဒနဲ့နည်းနည်းဆက်ဆက်တာပြောတော့ကက်ကက်စီစီပေါ့ဗျာ။စီစီနည်းနည်းပေါ့ဗျာ။အဲ့လိုလေးစုဆောင်းထားတဲ့ဟာဒါကိုချွေးနှဲစာလို့ခေါ်မှာပေါ့။ဒီတော့ဆရာဦးထွန်းတင်းရဲ့အလိုအရာကတော့ချွေးတာကိုရပင်းနဲ့ချွေးတာရမှာဖြစ်ပါတယ်။ကျွန်တော်တို့ TM Media ရဲ့အလင်္ကာပလဲပန်းအစီအစဉ်ကိုဆက်ဆက်မပြတ် နားဆင်နိုင်ဖို့အတွက် subscribe လုပ်ထားကြဖို့တိုက်တွန်းပါတယ်။ကိုယ့်ရဲ့မိဘညီကိုမောင်နှမသားသမီးတွေတငယ်ချင်းတွေကိုလည်း subscribe လုပ်ဖို့တိုက်တွန်းပေးမယ်ဆိုလို့ရှိရင်ဗမာလူမျိုးမှန်သမျှဗမာစာအကြောင်းကိုပိုသိလာကြမယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။